ခန်းစကူကျွန်တော်တို့အားလုံးဒီကြောက်တုံးကြီးပေါ်သို့ရောက်ကြ၍အလင်းအောင်ဒီလဲပြောက်ကိုကြီးတောက်တဲ့ဖြင့်မောင်ဒီပြီးလျင်ရှိရကြရာဘေးမှဒီကျွန်တော်တို့ဤလက်ကိုဆွဲ၍ဆွဲခုံတောက်တဲ့ဖြင့်လိုက်သွားရလိမ့်ကျွန်တော်လဲခြေဖြင့်ဆန်းရဲလိုက်သွား၍ကြောက်တုံးကြီးအဆုံးသို့ကြောက်ရင်းခြေင်းရမတွေ့သဖြင့်ရက်ဆိုင်ရဲ့ရှိအားဘေးမှဒီကျွန်တော်ကိုထိုင်ရန်ပြော၍အောက်သို့ရှောဆင်းမှဟုပြောလိမ့်ကျွန်တော်မှမောင်ဒီမဲမဲရှိရသည့်ရက်တွင်ဒီများလောက်ထူးဆန်းသောဘေးမှ၏စကားကိုနားထောင်မိမှာ ကျောင်းမဖွဲကောင်းလာတော့လေဖြစ်လို့ဟာဖြစ်စီတော့အောင်းမိ၍ရှော့ဆင်းလိုက်မိ။လေးတောင်ခန့်မြဆင်းမိရင်ကျွန်ုပ်ဤအောင်းလိုက်ရှိတော့ကြောက်ပြီးပျောက်၍လေထဲတွင်ကျင်းသည်ဖြင့်တစ်ခါဖြင့်ပြီးချေပြီးဟုအောင်းမိမိလေထို့သောရတ္တိယမရှိပဲလဟာဖြင့်ကြာသော၍တစ်ခဏမြရှိရင်ဒသုံတစ်ခုကိုနီးမိသည်ဖြင့်ကျွန်ုပ်မှပုံလေးဤသွားလိမ့်မည်။ကျွန်ုပ်လည်းလေယာမထား၍အံ့ဩမပြီးမီကျွန်ုပ်ကြလာသောလမ်းမှဒသုံတစ်ယောက်သည်ကျွန်ုပ်နီးတူရှော့ကြတယ်လို့ကြားပြန်ရ။ ျွန်တော်နီးသူကြောင့်လေဦးလေးလာစားပါပြီဦးလေးရေဦးပြောသဖြင့်မောင်ဆောင်းနိုင်ဖြစ်ကြောင်းသိရလေဒုက္ခနာတွင်ပေါ်ဆန်လေရှိုးရီကြလာပြန်အောင်ကျွန်တော်တို့တို့ဘော်သူကြောက်တော့သဖြင့်သုံးဦးသားတို့သည်ဒီဘော်တွင်အင်းကြီးရဲ့ရှိကြနေပြီဒီမှာလေနောက်ဆုံးမှလိုက်လာပြီလေဒီကွက်များကိုထုံးကြည့်စီရကျွန်တော်တို့သည်ဆေးဝေးပက်လက်ခန်းရှိသောအခန်းတွင်သို့ကြောက်ရွံ့လေးရှိကြသည်ကိုတွေ့မိလေဒုက္ခဗေမဩဒီရဦးဒီရဦးမရှိရှာဘူးနော်ကဲကဲကဲဘောင်းတို့ဒီခန်းချောင်းကျွန်တော်ပြောပြအောင်မယ် ဒီခန်းကိုကျွန်တော်ရှေ့ဥစွာလာရောက်စဉ်ခါဒီရဟုတော်စီတယောက်ရှိတယ်။ဒီရက်ကိုကျွန်တော်ဘယ်နှခါရောက်တယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်နောက်မှပြောပြတော့မယ်။ဒီခန်းရောက်တော့ခုနေကပြောတဲ့ဒီရဟုစော်ကြီးနဲ့တွေ့တာကိုဒီစော်ကြီးကလည်း15ရက်မှတခါဒီခန်းအထွက်ရစာမရရှာပြီးဒီခန်းမှာပဲအောင်းနေတာကိုမောင်ရဲ့ဒီပီယာလူတိုင်းတွေကလည်းသူ့ကိုအင်မတန်ကြည်ညိုကြလို့သူသီးများရေများလာလာပြီးပေးကြတယ်။ဒါနဲ့ကျွန်တော်နဲ့တွေ့တော့ကျွန်တော်ကဒီစော်ကြီးဟာဂူတွဲမှာ ဒီလောက်အောင်းနေတာတစုံတစ်ခုတော့ထူးထူးဆန်းဆန်းတက်မြောက်မှာပဲလို့အောင်းမိပြီးနှုတ်ကမိမတို့မာယာနဲ့ဖျားအောင်ပြီးမင်းမျက်နှာကိုဒီတော့သူကစနှုတ်ကိုမိလျောက်မိကြံရည်ရှိတဲ့အကြောင်း၎င်းမိတော့တဲ့ကိုဆင်းတဲ့လူများဟာပုံမနာပဲအသက်ရှည်စွာနေထိုင်ရတဲ့အကြောင်းသူကိုယ်တိုင်လည်း၎င်းမိတော့တဲ့ကိုဆင်းမှုခဲ့တဲ့အတွက်နှစ်ပေါင်းမရင်မတက်နိုင်အောင်နေထိုင်ခဲ့ပြီးတဲ့နောက်ကိုခါမအိုမင်းချင်းတို့ရောက်လာကြောင်းများကိုကျွန်ုပ်ကိုပြောပြပြီးမိတော့ရှိရာကျွန်ုပ်ကိုပြောပြလိုက်တာကိုဒီတော့ကျွန်ုပ်ကမိတော့တဲ့ကျွန်ုပ်ဆင်းပြစီလို့ပြောတော့ဒီကတော့သူခွင့်မပြုနိုင်ဘူးတဲ့ဒီတော့ကျွန်ုပ်က ဒီစော်စီလဲတေလူပါပြီသူသေးကောင်မပဲငါလာပြီးဆင်းတော့မယ်အောက်မေ့ပြီးကြားရမြင်ရသမျှမှတ်သားပြီးလူရမ်းများတိုင်းပြီးပြန်ခဲ့တာ ው ပြန်ခဲ့လို့လူရမ်းနေအုပ်ဆိုးပြီးကျွန်တော်တနည်းလောက်ရှိတော့ကုမာရာနဲ့စိတ်ဓာတ်ဒီဘူးကိုကျွန်တော်တွေ့တော့တာ ው ပြီးတော့သူတို့နှစ်ယောက်ကိုဒီရက်ခေါ်ပြီးလာခဲ့တော်ကြီးကလည်းအခန့်တင်မယ်ဘူဝမှာတည်ပြီးနေတာ ው ဒါနဲ့ကျွန်တော်ကမိဘုံနဲ့ခုံစင်းပြီးရှေ့ရထက်စတရာမကပုံမှန်နှပ်ပါတဲ့ကျွန်တော်ရဲ့အစင်းကိုကုမာရာကိုပြတော့ကုမာရာ ျွန်တော်လှလုံးပြီအတွက်မျက်နှာလွယ်ပြီးစိတ်ဓာတ်တွေကိုတော့ဖက်တာကိုဒါနဲ့ကျွန်တော်ကတော့မကြိုက်ချင်တဲ့လူပေမေတော့လို့အောင်းမိပြီးကျွန်တော်အတန်နဲ့ပြူစားလိုက်တာခုမှတော့လေပေရှားရောလေအဲလေဒီကြောင်းတွေနောက်များမှကျွန်တော်တဖြည်းဖြည်းပြန်ပြောပါအောင်မယ်အခုတော့ကျွန်တော်တို့လာတဲ့ကိစ္စကိုပြည့်စုံအောင်လုပ်ကြအောင်လို့အရင်မှဒီမိဘကိုကမ်းပြီးရင်ရှေ့မှထွက်သွားရကျွန်တော်တို့လည်းနောက်မှလိုက်ကြလိမ့်မယ်ပုတ်ခန်းငယ်ကြီးအစုံလိုက်ကကျွန်တော်ဒီကြောက်လေကားတစ်ခုကိုတွေ့ရ၎င်းမှာလှေကားဟုပင်ခေါ်ရတော့လေ လူလိုထွင်းလို့ဒီမဟုတ်ပဂရိလူလိုဖြစ်နေရခြင်းဖြစ်၍ညှို့ချုံးမွေခြင်းမရှိသည်ဖြင့်ကျွန်တော်တို့သည်လမ်းကိုဆန်းလျက်တဖြည်းဖြည်းအောက်သို့ဆင်းကြရလေ၏ပြီး30ခန့်ဆင်းပြီး၍ကျွန်တော်တို့သည်အောက်သို့ရောက်လျင်ကျွန်တော်တို့၏ရှေ့၌လူဤခဆောင်းများရှိသောအပေါက်ငယ်တစ်ခုကိုတွေ့မြင်ရလေ၏ဤမှာလည်းမိဘကိုကန်လျက်အပေါက်ထဲသို့ဝင်၍သွားရာကျွန်တော်တို့လည်းဝေတွားကဝင်သွားရ၏ဒီလိုဝေတွားလျက်အတောင်တရာခန့်ရှောက်မိလေလျှင်အလွန်ကြီးမားသောကုကြီးတစ်ခုအတွင်းသို့ရောက်ကြရလေ၏ ၎င်းကိုကြီးမှာလွန်တရာခြေဝန်းလာသည်ဖြစ်၍အမိုးကားတို့ကိုမမြင်နိုင်ပဲရှိလျာလေသည်စိတ်ငြိမ်လျက်ရှိသည်ဖြင့်ကျွန်တော်တို့၏ခြေကံများမှာလည်းပဲ့တင်ရိုက်သောကြောင့်သာလျှင်ဂူဖြစ်သည့်အကြောင်းကိုသိရှိရလေ၏ကျွန်တော်တို့လည်းမရေမနာပဲရှော့သွားကြ၍15မိနစ်ခန့်သွားမိလျှင်ဂူ၏အဆုံးသို့ကြောက်၍အပေါက်တစ်ခုကိုတွေ့မြင်ရလေ၏၎င်းပေါက်မှရှော့သွားကြပြန်ရာ9မိနစ်ခန့်ကြာရှိလျှင်ပထမဂူကြီးထက်အနည်းငယ်ငယ်သောဂူတစ်ခုသို့ရောက်ပြန်လေ၎င်းဂူကြီးမှာလည်းလူတို့ထွင်းလို့သည်မဟုတ်အထက်တွင်ဖော်ပြခဲ့သည့်အချိန် အဝီမြေကြီးတွင်မှပြင်းထန်လာသောတကူတငွေတို့သည်အတင်းတိုး၍ထွက်လာသဖြင့်ဖက်ရလန်းသည်ဥမင်လိုင်းကောင်းတစ်ဖွဲဖြစ်၍နေပြီးတကယ်သူရှိလေ။ကိုကူကြီးအဆုံလိုက်ကအပေါက်ငယ်တစ်ခုရှိပြန်ဟာ၎င်းပေါက်သည်နေငယ်လေးလေးရှိသည်ဖြစ်၍အပေါက်၏အခြားဘက်၌မိရှိသည့်အကြောင်းကိုသိရှိရလေ။ဘေးမှာလည်းအလင်းရောင်ကိုမြင်လေ။ဩအရင်ကအတိုင်းမှပဲလား။ဟေးနေရာကြပြီ။ဒါကြပြီတော့ပြော၍ဘေးမှသည်ရှေ့ဆုံးမှဝင်သွားပြန်ဟာကျွန်တော်တို့လည်းနောက်ကလိုက်ကြပြန်လေ။ အတန်ငယ်သွားမိလျင်အလင်းရောင်လေးတစ်ဖြည်းဖြည်းလင်းလျက်လာပြီးကိုတွေ့မြင်ရလျာအဆုံးလို့ရောက်သည့်ခါ၌မူအယောင်သည်ထိန်ထိန်လင်းလျက်ဘိုးချုံတကယ်သို့အတန်တို့ကိုလည်းကြားရလေပေါ့။၎င်းအပေါက်ငယ်၏အဆုံးလို့ရောက်လျင်ကျွန်ုပ်တို့သည်တတရာကူတစ်ခုလုံးကိုတွေ့မြင်ရရာပန်းနုကဲ့သို့ရှိသောအယောင်မှလည်းတစ်ခုလုံးထိန်ထိန်ဝင်းလျက်ရှိကုန်၏။ကျွန်ုပ်တို့လည်းစကားမပြောနိုင်အောင်ပဲအောင်းလျက်ထိုလင်းရောင်နှင့်ဘိုးချုံတန်တို့သည်မိမိအရမလာရောက်လေသည်မသိသဖြင့်ဖြူရွေနေကြစေအလင်းရောင်သည်ရှေ့ရထပ်ပင်ပုံမွေးလင်းလာပြီးဘိုးချိုးတို့သည် တော်ဝင်ချင်းရဲ့တို့မှာချက်ပေါင်းများစွာတပြိုင်နက်ဖြည့်ချုံပစ်ခတ်ပြီးတကယ်တို့အတန်တို့ကိုကြားသဖြင့်ကျွန်တော်တို့ဒီနားများကိုလက်ဖြင့်ပိတ်ဆို့လျက်ထားကြရကုန်လေဒီတို့တမနစ်ခန့်ကြာလက်တော့လင်းရောင်နဲ့အတန်တို့မှာလည်းဒီမခံနိုင်အောင်ပြင်းထန်လာသည်ဖြစ်ရာဝီချာဖနိုင်အယောင်မျိုးမျိုးထွက်ရှိသောမိတော်ကြီးခုသည်ပတ်ချလေလျက်ကျွန်တော်တို့ရှိရာကိုလာလျက်ရှိကုန်၏ဘောဆန်လေကြောင်းလာသဖြင့်ကျွန်တော်ရာဖက်၍ထားရာမိတော်ကြီးသည်ကျွန်တော်တို့နှင့်မနီမဝဲသို့ရောက်ရှိသည်ကတဖန်ပြန်၍သွားသဖြင့်အလင်းရောင်သည်တပြေးပြေးမှိန်ပြီးလည်းအတန်တို့မှာလည်းရက်ဆွဲ၍သွားပြန်လေ အိမ်မသည်ကျွန်တော်တို့ကိုခေါ်၍ရှေ့သို့တိုးစီရာယခင်ကမိတော်ရှိရာဤသို့ရောက်လေကျွန်တော်ဤစီသောသည်မိကဲ့သို့ဖြစ်လေသည်မသိအလွန်တရာစိတ်မြင်တက်ကြွခြင်းဖြစ်လေရဲ့အရက်တော့သဖြင့်မူရေပျော်ရွှင်ရသည်နှင့်လည်းမတူအရင်းကောင်းကြသဖြင့်ဝမ်းမြောက်ဝမ်းသာမကအလွန်တရာမြူးမြူးပျော်ရွှင်၍ဉာဏ်ပွင့်လင်းခြင်းဖြစ်ပြီးလေခုံပေါက်မြူးမြူးအော်ဟစ်ရေမောကြည့်ပြီးတကယ်လို့ဖြစ်လေဘောဆံမှာလည်းသူကဲ့သို့ပင်ရှိနေသည့်လက္ခဏာနှင့်လူတိုင်းတို့၏လက်တွေ့ကိုကြားရုံနေသည့်နေ့မှာစပါ၍ရေမောမှုသည်မရှိသောဘောဆံတွင်ပြုံးဝင်ခြင်းကိုပြုလေ ။ဤသို့ရှိစဉ်ယခင်ကမြင်ရသောမိတော်သည်တဖန်ပြန်၍ပေါ်လာပြီးလျှင်ကျွန်ုပ်တို့ရှိရာသို့ဒါရောက်ပြန်လျှာအလုံးတရာအကြောင်းမဖွယ်ကောင်းသောအတန်ကြီးလို့ပြီးလျှင်စူညံရဲ့လိုက်လာသည်။မိတော်သည်ကျွန်ုပ်တို့၏ဤသို့ကြောင့်လျှင်ကျွန်ုပ်တို့မှရက်တည်၍မနေနိုင်သည်ဖြစ်၍ရေတွင်ပေါက်ရစီရာဘယင်မမမူမိတော်ရှိရာရက်သည်လက်ကိုဆန်တန်း၍တသက်ပြင်းစွာရှူဆိုက်၍ရှိ၏။၎င်းတို့မိတော်သည်ပတ်ချာလေးလျက်မျိုးမျိုးသောရောင်တို့ဖြင့်ထွန်းတောင်းလျက်ရှိရာရှိကနီးတူကျွန်တော်တို့ရှိရာမှဆုတ်သွားလင်တကူလုံး ိတ်ဆက်လျက်ရှိနေရေးပြန်လည်ပြီးဒုခဘရင်မကဒိုင်းကုမာရဒီတခါလာမဆင်းရအောင်ပြင်ထားပြီးတော့အဝတ်တွေတော့မီးလောင်နေမှာပေါ့ရေမီးလောင်ထဲကြောင့်တော့အသက်ပြင်းပြင်းသုံးချိန်ရှူပြီးသွင်းရမယ်ဒီတော့မှကြီးမှရှိတဲ့ခိုးငွေတွေကပေါက်ကိုရဲရောက်ပြီးတကလုံးပြက်နေတယ်ကဲကဲကဲပြင်ပြီးတော့ပြောရင်ပေါင်းဆုံးနိုင်ရကျွန်တော်ဆင်းမှုတော့မကြောက်ပါဘူးယူပါနေတယ်တို့တော့ဘတော်တဆတိတ်ဆုံးမှဖြင့်တင်နေကျွန်တော်ကိုရရစီရတော့မယ်ပြောနေကန်ကန်ကန်ဒါဖြင့်မောင်စိတ်ချအောင်ကျွန်တော်က ။အရင်ဆင်းပြီးပြမယ်။ကျွန်တော်ဆင်းတာမြင်ရင်ပေါင်ဆင်းဝင်ပြီမဟုတ်လားမေးရ။ပေါင်ဆောနိုင်ရင်ဆင်းမမြူပြောရင်ကျွန်တော်ကလည်းကျွန်တော်လည်းဆင်းမမြူပြောရင်ထိုခါဘေးမှကျွန်တော်အရင်ဆင်းပြီးပြရတာပေါ့ကိုပြောရင်ဘေးမှဒီသဖင်များကိုဖြေချပြီးနောက်ဝင်များကိုချွေချလိုက်ရ။ဘေးမှဒီသဖင်တို့ဒီအလို့တရားကောင်းမွန်လာသည်ဖြစ်၍ဝေးဝေး၍ထားပြီးတကယ်တော့ဖုံးရဲ့ရှိလီကုန်။၎င်းနောက်တစ်ဖက်ကိုယူ၍ဘေးမှဒီသဖင်များကိုတင်ယုံ၍ဟာရင်ပတ်ထားရ။ဘေးမှဒီအစင်းဒီ မီးရောင်တွင်ရှုပ်၍မကြီးအောင်ပဲရှိလေ၎င်းနောက်မိเจ้าမီးရှံတို့သည်ပေါ်ထွက်၍လာပြီးရှင်ရခဲ့သူစုညံသောတန်တို့ဖြင့်ကျွန်ုပ်တို့ရှိရာသို့လာရောက်ပြန်ရာဘယေမသည်ပေါင်းဆုံးနိုင်ပခုံးတစ်ဖက်ကိုလက်ဖြင့်ကန်ပြီးလျှင်နှစ်ဖူးကိုနမ်းရှုပ်ပြီးနောက်မိเจ้าမီးရှံတို့လည်းအနည်းသို့ကြောက်လျှင်ဘယေမလည်းမိเจ้าတွင်သို့ခုန်ဆင်းလေ၏ဘယေမလည်းမိเจ้าလည်းသို့ကြောက်လျှင်မိเจ้าမီးရှံတို့သည်ဘယေမအလောင်းကျွမ်းခြင်းမရှိဘဲတဝန်းကျင်ရတုန်၌တည်းတောက်တော်လျက်ရှိကုန်၏ဘယေမသည်မိเจ้าမီးရှံတို့ကို လက်ခုပ်ဖြင့်ကျုံ့ယူ၍ခေါင်းပေါ်သို့တင်လောင်းခြင်း၊ရရင်သို့တွင်အချိန်ချင်းဖမ်းမှရှူချခြင်းတို့ကိုပြုပြီးနောက်မိတော့သည်လည်းနောက်သို့ဆုတ်သွားသည်ဖြစ်သည်။ဘေးမှသည်မိတော့မှထွက်လာခြင်းလည်းကျွန်တို့တို့လည်းရသွားအံ့ဩသောမူရာဖြင့်တူးလက်ကိုတူးကန်ကြီးလျက်ကြည့်နေရဘေးမှသည်ကျွန်တို့တို့၏အနီးသို့ရောက်လျက်ဘေးမှရေုပ်လက္ခဏာသည်မိမိအကြောင်းကြောင့်မသိရုပ်တည်းပြောင်းလဲသွားလျက်ကျုပ်ရင်းရှိသောမျက်နှာသည်ရုတ်တရက်ကွဲပြား၍ခက်ထန်သောအမူအရာရှိခြင်းပါတို့မှလည်းအောင်းလျက်ရှိရာမှာပိန်ခွက်ရည်ဝင်ခြင်း မျက်စိတို့မှာလည်းတီလင်တောက်ပလျက်ရှိရမှာရုတ်တရက်မိမိန်၍ရောက်ဆင်းခဲ့မဲ့ခြင်းကိုလန့်အင်္ကာတို့မှာလည်းနူးညံ့ပျော်ပြောင်းလျက်ရှိရမှာမာခိုင်တောင်တင်းခြင်းစသည်ဖြင့်ပြောင်းလဲလျက်ရှိရာကျွန်ုပ်မှာမျက်စိများကိုပို့လျက်ကြည့်နေခြင်းဘယင်မသည်မောင်စောနိုင်ပကုံးကိုကန်လဲရာလက်တို့မှာလည်းပြေပြိုးခြင်းမရှိပဲတော်လွန်နေသောအရေးရှိစီကိုမြင်ရလေ၎င်းနောက်ကျွန်ုပ်သည်ဘယင်မ၏မျက်နှာကိုတဖန်ထက်၍ကြည့်ပြန်ရာ ကျွန်ုပ်ကြည့်နေခြင်းအတွင်းမှာပင်ဘေးမှသည်တဖြည်းဖြည်းအိုရီသွားသည်ကိုတွေ့မြင်ရပြန်လေ၏ဘေးမှလည်းပေါင်းဆုံးနိုင်ပခုံးတွင်လက်တင်လျက်ကျွန်ုပ်ဘာဖြစ်ပါလိမ့်ကုမာရရေကိုပြောလိုက်ရာအတန်မှလည်းရှေးခါကဲ့သို့ပင်ကြီးနေချိုးခြင်းမရှိပဲသူ့ချအကွဲရရဲ့ရှိသည်ကိုကြားရလေကျွန်ုပ်ဘာဖြစ်ပါလိမ့်ကုမာရရေလက်ရှိဒီလေကြည့်လို့မကောင်းပါဘူးကျုပ်ကကြည်စမ်းပါဦးကျွန်ုပ်ဘယ်နဲ့ဖြစ်မှန်းမသိဘူးပြောလိုက်ရဲ့ဘေးမှသည်မိမိဥပောင်းကိုကန်လိုက်ရာ ။သဘင်တို့သည်ကုန်စင်အောင်မြေစုကျွေကြသဖြင့်ဦးကောင်းသည်ပြောင်းလဲရှိနေလေ။ပေါ်ဆန်လည်းဘီမောကိုကြည့်နေရ။ကြည့်ကြပါဦးမြ၊ကြည့်ကြပါဦး။ဟဲ့ော်လေးရ။မျက်လုံးသည်လည်းပောက်ကွဲ၍ထွက်လို့မတတ်။ပြူလေးရဲ့ကရင်မှာအမြုပ်တစီစီထွက်လေးရ။ကြည့်ကြပါဦးမြ၊ကြည့်ကြပါဦးမြ။မလေးမလေး။ရောက်ဖြစ်သွားပါပြီကောဆရာရင်။အော်ဟစ်ပြီနေ။မြေစုလဲကျသွားလေ။ပေါ်ဆန်သည်မြေစုလဲကျသွားတော့လေ။ကျွန်တော်မှပေါ်ဆန်ကိုသတိမရနိုင်ပဲ။ဘီမောကသာစိုက်ကြည့်နေရ။အိမ်မသည်ကျွန်တော်၏မျက်စိအောက်တွင် ရှုံးလင်း၍ဝင်သွားပြီးတဲ့ကဲ့သို့တဖြည်းဖြည်းငယ်၍သွားလိုက်လျာပူပွေးဖြူသောအသားသည်လည်းရှုံးတော့၏ငွေချောက်သောရောင်တို့ပြောင်းလဲလျက်ရှိရာလက်တို့မှာလည်းလူဤလက်နှင့်မတူနှဲ့ခြေထောက်ကဲ့သို့အရင်နှင့်အယိုးမြသာလျှင်ကျန်ရှိတော့သည်ဖြစ်ရာဘယင်မသည်မိမိဤလက်ကိုမြင်လျင်မိမိဤဖြစ်ပြောင်းလဲခြင်းကိုသတိရသဖြင့်မြေတို့ပြည့်လဲပြီးလျင်အော်မီလျက်ရှိလျင်ဘယင်မသည်မသားရသောတပင်အော်မီလျက်လူလိမ်ကရှိနေလျင်ကျွန်ုပ်တို့သည်မလှူရှားနိုင်ပေမျက်နှာကသာစိုက်ယူကြည့်နေရကျွန်ုပ်သည် အင်းမြလာအိုတော်မျက်နှာကိုအချင်းတစ်ခါမှမတွေ့မြင်ရပြီတကားအောင်းမိမိနေသည်ဘေးမိုင်မျက်နှာမှအသားတို့သည်စိုးစင်းမြတ်မကြံရှိသည်ဖြစ်ရာအကြီးတို့သည်အရိုးတွင်ကက်လျက်ရှိပြီးတင်းသမကသောတွန့်လင်လို့သည်လည်းနေရာတိုင်းနဲ့တရှိကုန်၏ဤသို့လူလင်းလျက်ရှိသောကျွန်ုပ်မှာနှစ်မိနစ်ခန့်အခါ၌ကလူပြည်၌အတူမရှိအောင်လှပရင်ကြည့်သောမိမတယောက်သည်ဒုက္ခနာချင်းတွင်ကြောက်မက်ဖွယ်ရုပ်သင်းတို့ပြေချောရသည်ဖြစ်ကားဟုအောင်းမိလျက်ရှိသည်ဘေးမိုင်သည် စိတ်ငြိမ်ကြီးသွားပြီးလက်နက်ဖက်ပြီးတွင်မေးတင်လျက်မမြင်သောမျက်စိတို့ဖြင့်ရှာဖွေတည်းရှိသည်ကိုတွေ့ရှိရလိမ့်မည်။ဘေးမသည်ရိုးစုမြသာကြံရှိတော်လဲစကားပြောနိုင်ပြီဖြစ်၍အကွဲသောတန်ဖြင့်အောင်ဆုံးနိုင်ရာကုမာရအိုးကုမာရနှုတ်ဖြင့်တရားတော်မယ်ကုမာရရေသို့တော့ကျွန်ုပ်ပြန်လာဦးမယ်နော်ကျွန်ုပ်ကိုစောင့်ပါဦးပြန်လာတဲ့အခါကျတော့ရှင်းရလို့ပဲရုပ်ရည်ချောပါစီမယ်ကုမာရရေကျွန်ုပ်ကဒီနောက်တောင်စောင့်ဆိုင်ခဲ့ရမဟုတ်တော့ကျွန်ုပ်ကို အလိုလိုဘာဖြစ်ပါလဲအလိုလိုဒီတန်းကြီးရဲ့ဘင်းမသူငြိမ်းရေးသွားသဖြင့်အသက်ခုန်ချမ်းကိုတီးကြရကျွန်တော်မှလည်းနေမျိုး၍သွားလိမ့်မယ်အခန်း20ကျွန်ုပ်ဒီသတိမီလျော့၍ရောသားရမှာသတိရသဖြင့်ကြီးလိုက်တော့ခါမောင်စောနိုင်ရင်ပိုးဆန်တို့မှာလေလျက်ပြီးစီပြီးပြီးကိုတွေ့မြင်ရလိမ့်မယ်ဘင်းမဆင်းသောမိတော်မိရဲ့ရှင်ကြီးလည်းခုခဏ၌ကျွန်တော်တို့ရှိရသူလာလျက်ရှိရာကျွန်ုပ်ဒီဘင်းမကိုသတိရသဖြင့် ၎င်းတို့ရှိရာကိုကြည့်လိုက်လေမကြသိမိကဤကပြားပြိုင်ဖက်ခင်းအောင်နှပ်ပါတော့ဗီမသည်ချူးကြည့်၍မကောင်းအောင်ဖြစ်သောရုပ်လောင်းဖြစ်နေသည်ကိုတွေ့မြင်ရသည်ကျွန်ုပ်သည်တပြင်းချမိလေ၎င်းတို့ဗီမနီးတွင်ချုပ်၍ခြားထားသောဝတ်တုကိုတောက်ယူ၍ကျွန်ုပ်သည်ဗီမအောင်ဖုံး၍ပြီးစဉ်းစားမိသည်မှာသူမိရောက်မီလီယံတို့သည်ရှေးခါနိုင်မည်လူကိုအသက်ရှိသည်ဖြင့်ယခုမှကလူကိုသိသိတတ်သောတခုတက်ငွေတို့ပင်ပါဝင်သလိုလူဒီမဟုတ်အသက်ကိုရှည်သည်သောမိတောင်နှင့် တက်ကိုတည်စီတော့မိတော့သည်ကျွန်တော်ရှိရသည်တလဲစီလာပြီးဖြစ်လေတယ်တော့လူဒီမို့ထုံမိတော့တွင်တို့အချင်းဝင်မိတော့သူသည်နောက်တစ်ချိန်ထပ်၍ဝင်မိသည်ခါလက်မတည့်သည်ဤတို့ဖြစ်လေတယ်တော့စသည်ဖြင့်စဉ်းစား၍မရနိုင်အောင်ရှိနေ၏၎င်းတော့ကျွန်ုပ်သည်ပိုးဆံကိုတွားကြည့်ရာပိုးဆံမှာမြေတွင်မှောက်ရင်းနေသဖြင့်ကျွန်ုပ်သည်ပက်လက်လှန်ပြီး၍ပြေးလိုက်ရင်ခြေလက်တို့သည်တောင့်လျက်ရှိသည်ဖြစ်၍ကျွန်ုပ်နှင့်နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်ဖြင့်ချစ်ခင်ယုံကြည်လာသောပိုးဆံသည် ဘဝတစ်ပါးသို့ပြောင်းသွားချပြီးဖြစ်ကြောင်းသိရှိရလိမ့်မည်။တရားချင်းရဲ့အကြောင်းမှာလည်းပေါ်ဆန်သည့်ရှေးခါအပြင်အလွန်ကြောက်တတ်သဖြင့်နှလုံးမခံရှာသောသူတစ်ယောက်ဖြစ်ရာဤရက်သို့ရောက်သည့်နေ့မှစ၍ထူးထူးဆန်းဆန်းအမခန့်ဖြစ်သောအရာတို့ကိုသာလေနေစဉ်မပြတ်တွေ့မြင်ရရှိရသည်တွင်ယခုနောက်ဆုံးတစ်ချိန်၌တွင်ကအလွန်တရာရုပ်ရည်ချုံမောလှသောဘယင်မသည်မိမိ၏မျက်မှောက်၌ပင်ရုပ်ထည့်အုံမင်းသွားသည်ကိုတွေ့မြင်ရသည်ဖြစ်သောကြောင့်ကြောင်အားကြီးသဖြင့်နှလုံးတုံ၍ ဧသွားဟန်လက္ခဏာရှိနေသည်၎င်းနောက်ကျွန်ုပ်သည်မောင်ဆုံးနိုင်၏အနီးသို့ချင်းကပ်၍ပေါ်ဆံကဲသို့ပင်ဖြစ်လေပြီလောဟုတုံလုံးရဲ့ရင်ကိုစမ်းကြည့်ရာခုံလေးရှိသည်သည်ကိုတွေ့ရှိရသဖြင့်ရိယာစီရန်လှုပ်၍နိုးလျင်မောင်ဆုံးနိုင်လည်းမျက်စိကိုဖွင့်ကြည့်၍ရိယာလေကျွန်ုပ်လည်း၎င်းအားပေါ်ဆံချောင်းကိုပြောရာမောင်ဆုံးနိုင်မှာငယ်စဉ်ကတည်းကပင်ပေါ်ဆံနေအတူနေထိုင်ခဲ့ရ၍အလွန်ချစ်ခင်လာသည်မှန်တော်လဲလူတို့၏စိတ်နှလုံးမိသည်တုံလုံးအားကြည့်ခဲ့လျင်ထက်မှန်၍မတုံလုံးနိုင်သည်ဖြစ်သောကြောင့်"အိုးဟုတ်လား"ဟု တာလင်ပြော၍တင်းရမှထားလေ။မောင်စိုးနိုင်လဲစကားတစ်ခုမျှမပြောသေးပဲမိမရှိအောင်နှံ့ယူကြည့်လိုက်ရ။အဝေများဖုံးလျက်ရှိသောလမ်းကိုမြင်လေ။အော်ယူပနဒီယူပနဒီ။ဗက်နဲ့များဖြစ်ပြီးသွားပါလိမ့်နော်။ကျွန်တော်ဆောက်မအောင်လို့မှာသွားချတယ်ဦးလေးရဲ့။ပြန်လာအောင်မယ်ဆိုတာအဟုတ်ဖေးလားမပြောရပါဘူးဦးလေးရဲ့။မီးတော်မီးလျံတို့သည်စူညံသောအတန်တို့ဖြင့်ကျွန်ုပ်ရှိရသူလာပြန်ဟာကျွန်ုပ်ကကဲဒါဖြင့်ဟောဟောမှာမီးလဲအခန့်တည်မယ် သူ့ကိုမောင်မတိပဲဆောင်းအောင်စင်းမာလာဟုပြောလင်မောင်စောနိုင်ပြီးဦးကောင်းကိုရန်လျက်မလုပ်မလဲဦးလေးချက်ချင်းတင်မယ်ဆိုရင်ကျွန်တော်ဆင်းကျင်ပါရဲ့အခုတော့သူမမရှိပဲနဲ့ကျွန်တော်တယောက်တည်းအသက်ရှင်နေလို့ကျွန်တော်ကြာရှည်စစ်ဆင်းနေအောင်သာရှိတော့မှာပေါ့ကျွန်တော်ဖြင့်အသက်တထောင်ပဲနေနေသူ့ကိုတော့ဘယ်တော့မှမေးနိုင်မှာမဟုတ်ဘူးဒီအတူတူတော့ကျွန်တော်အသက်ရှိလို့မလုပ်တော့မလဲဦးလေးသာအသက်ရှိနေခြင်းဆင်းပြီတော့ကျွန်တော်ဖြင့်အသက် ပုံစံနဲ့စိတ်ပဲရှိတယ်။ကျွန်တော်ကလည်းဘေးမသည်ကျွန်ုပ်နဲ့ဘာမှမသက်ဆိုင်ကြောင်းကိုမှတ်၍ပြောသွားသည်မှာမှန်တော်လဲကျွန်ုပ်သည်ဘေးမကိုအလုံးတရားပင်ဆွေလန်းအားချင်းပြီး၍ဘေးမမရှိရင်အသက်မရှိလို့ဟုအောင်းမိပြီးလင်းဦးကောင်းကိုခိုင်းရင်ပြလေ။၎င်းတော့ကျွန်တော်တို့လည်းပေါ်ဆိုင်ရင်ဤသို့သွား၍ပေါ်ဆိုင်ရင်လက်နှစ်ဖက်ကိုတစ်ဖက်စီကမ်း၍နှုတ်ဆက်လျက်နေချာတော့ပေါ်ဆိုင်ရင်ငါတို့လည်းမကြပါဘူးတိုက်လာရတော့မှာပါပဲပြောလင်းအခုအတွင်းမှထွက်ရင်ပြင်ဆင်ကြလေ။ ကျွန်တော်တို့နေ့တူပါလာသောမိဘတို့မှာစီကုံ၍သွားသဖြင့်ငိမ့်လျက်ရှိကြရာကျွန်ုပ်ဒီမိဘများကိုထွန်းကြည့်ကြပြီးနောက်အလွန်တရာလေးလံလာသောစိတ်နှလုံးဖြင့်ဂူပြင်းသို့ထွက်လာလေ၏အခန်း27ပထမဂူရည်ပြင်းသို့ရောက်လျင်ကျွန်ုပ်ဒီကျွန်ုပ်တို့လာခဲ့သောလမ်းကိုကောင်းမွန်စွာမှတ်မိသည်ဖြစ်၍တကူပြီးနှင့်တကူတပေါက်ပြီးနှင့်တပေါက်ထွက်၍လာကြရာနောက်ဆုံး၌ကျွန်တော်တို့လာခြင်းခါကစီးဝင်လာခဲ့သောကြောက်လီကားကိုတွေ့သဖြင့် ကျွန်တော်တို့သည်၎င်းမှတက်၍သွားရာရှေးခါကဒီဝါဝုနေထိုင်ခဲ့သောခန်းတွင်းသို့ရောက်ကြလေ၎င်းခန်းသို့ရောက်ကြသည်နှင့်တပြိုင်နက်ဤကွက်တစ်ခွသည်စီကုံသွားသည်နှင့်ရင်းသွားရာတစ်ခွမှလည်းငင်းလို့ဆဲဆဲရှိနေလေဤသို့ရှိနေစဉ်ကျွန်တော်တို့သည်ဒါစင်ခါကကြောက်ကြသို့ကြာ၍သွားသောပြင်များကိုတရိယာသဖြင့်ပေါင်ဆောင်းနိုင်ရာမြေတို့ပြပါမည်မေးရာပေါင်ဆောင်းနိုင်ရာလည်းနေလို့အောင်မင်းပြေးခုံုံရှိတာပေါ့မတော်ရေးကြတော့လေပြီးတာပေါ့ဘူးပြောလေ၎င်းတော့ကျွန်တော်တို့သည်ဒေါ်ကြီးခမ်းမတက်၍ တုတ်လျက်ရှိသောစောက်တုံးကြီးပေါ်သို့ရောက်လျက်ကျန်ရှိသောမိခွက်လည်းရင်းရသွားသည်ဖြင့်မှောင်တိပြေးလျက်ကျန်ရင်းလေးကိုစောက်တုံးပေါ်သို့ရောက်လျက်ကျွန်ုပ်ကပြေမောင်ဆောနိုင်မိခွက်လည်းငြင်းပြီးမှောင်ကြီးထဲမှာအရမ်းမဲ့ခုံဘယ်ရောက်မှလည်းမသိဘူးပြီးတော့ငါတို့လာတဲ့ချိန်ရောက်ရင်ရှိရလို့ပဲလင်းအောင်ထိုးမှာပဲပြီးတော့အဲ့ဒီလင်းအောင်လာမှခုန်ကြရအောင်ဒီကထိုင်ပြီးဆောင်ကြအောင်လို့ပြောပြီးကျွန်တို့တို့နှစ်ယောက်အလုံးမသားရသောစိတ်ဖြင့်မှောင်တိပြေးသောရက်တွေထိုင်ရင်းဆောင်နေကြတယ် ်ဒီလိုဆောင်ရည်ရှိကြစဉ်ကြောက်ကြရက်ထွန်း၌ဒီလိုသည်ပြင်းထန်စွာတိုက်ခိုက်ရရှိရာကျွန်တော်တို့ထိုင်နေရှိသောကြောက်တုံးကြီးမှလည်းလက်ကြီးမြင်းကြီးဖြစ်၍ရင်းရံနေရှိဒီလိုသည်ကြောက်ကြကြောက်ကြတို့၌ပြင်းထန်စွာတိုက်ခိုက်ရရှိရာအောက်သောမကသောမကောင်းဆိုးဝါးတို့သည်ကြောက်ကြရက်ထွန်းမှညှိတွားလျက်ရှိပေဖြစ်ရှိကုန်ကျွန်တော်တို့ဆောင်ရည်ရှိသောလင်းရောင်မှာ24နာရီချိန်မှတကြိမ်စာလင်းဝင်လာသည်ဖြစ်၍ကျွန်တော်တို့သည်ဘူးတွင်း၌မြင်းများသောကြောင့်မူးဝေမိန်မောလျက်ရှိသည်ကိုမသိသဖြင့် ဟိုရက်၌မြင်းများတော့ကြောင်းဆောင်းပိုင်းရအောင်မြည်ကိုမသိရပဲစိတ်နှလုံးညင်ညူးစွာထိုင်လျက်ရှိကြစဉ်ကျွန်ုပ်တို့သည်ကြောက်ကြားရက်မှသစုံတစ်ခုသောအတန်ကိုကြားလျာနောက်တစ်ခဏ၌ပေါင်းစုံးနိုင်ပြီးထိုင်ရန်မှထိုင်အမလေးဦးလေးရဲ့ဟူအော်ဟစ်လေကျွန်ုပ်လည်းမြည်သည့်အတွက်အော်စီကိုမသိသဖြင့်ပေါင်းစုံးနိုင်ကိုလှမ်း၍ဆန်းလိုက်ရာပေါင်းစုံးနိုင်မှာဝတ်တစ်ခုကိုဖောင်းလျက်ရှိနေသည်ကိုစမ်းမိလေကျွန်ုပ်တို့သည်ဘယင်မနှင့်ပြင်းများကူး၍လာစဉ်ဘယင်မ၏အဝတ်သည်၄ရက်သဖြင့် ကိုမလွင့်သွား၍ကြောက်ထဲသို့ကျသွားလျာ၎င်းဝတ်သည်ကြောက်စွန်းတစ်ခုတွင်ကြီးတွေလျက်ရှိရာမှလေးတိုက်ခဲ့သဖြင့်အပေါ်သို့ပြန်၍တက်လမီးတာနှင့်မောင်ဆုံးနိုင်ကိုဖုံးဟန်လက္ခဏာရှိ၏ကျွန်တို့တို့လည်းလက်ဖြင့်ဆန်းစည်း၍ဘင်းမ၏အဝတ်ဖြစ်ကြောင်းသိရင်မောင်ဆုံးနိုင်လည်းပြင်းထန်စွာငိုကြည့်လျက်အော်ယူပါနေပြီယူပါနေပြီငါ့ကိုမချောက်ပါနဲ့လားကွယ်ငါလည်းမင်းရှိရာတိုင်းရပါတော့ကြာကြာမနေရဘူးစသည်ဖြင့်ပြောဆိုလျက်ရှိတယ်နေအောင်ဒီကြောက်ကြမှရုတ်တရက်ထွက်ပေါ်ရလာပြီလေ ျွန်တော်တို့ထိုင်ရင်းရှိရာယနေ့ခေါ်လို့ရပြီဖြစ်တော့ကြောက်ဖို့လို့ဒီပြင်းနေနေရဲ့ရှိသည်ကိုတွေ့မြင်ရတယ်ကျွန်တော်တို့ရှိရာကြောက်တော့ရင်ဆုံးနဲ့အခြားဘက်ရှိကြောက်ဖို့လို့မှာဆက်နပီခမ်းမြဝေးกว่าသည်ဖြစ်ရာဒေးစီနဲ့ပြင်းထန်စွာတိုက်ရရဲ့ရှိသည်ဖြစ်ကြောက်ဆုံးတစ်ခုရဲ့ကြားသည်အဝစီးသူတိုင်းအောင်လက်သည်မသည့်ပေါင်မဲလျက်ရှိအောင်လက်လာသည်ဖြစ်၍အတော်တဆချီချော်ရေးကြသည်ဖြစ်စေပုံရိပ်မရောက်ပဲရှိသည်ဖြစ်စေရှိခင်ပွဲချင်းသည်တည်ရမည်ဘယ်လိုဖြစ်သောကြောင့် ကျွန်တော်မှာများစွာစိုးရိမ်မိတယ်။ပေါင်းစောနိုင်မှမူငယ်ရွယ်သေးသူဖြစ်၍ခေါဝါဖလာနေပြည့်စုံသည်ပြင်ကျောင်းသားဖြစ်စဉ်ခါလည်း၁၈ပေ၁၉ပေမြ၊ခုံလွားနိုင်၍စိုးရိမ်ရန်မရှိဟုမှတ်ထင်ရသည်ဖြစ်ရာကျွန်တော်မှာမူ၄၀ကျော်ပြီဖြစ်၍ခေါဝါပင်မရောရော့သေးတော့လေ။ရှိရကဲ့သို့ပေါ်ပါလင်မြန်ခြင်းမရှိသည်ဖြစ်၍များစွာစွန့်စားရသောလူတို့ခုဖြစ်လာပြီ။ ေယောင်ပေါ်ဒီနေ့တပြိုင်နဲ့ကျွန်ုပ်ဒီမောင်စောနိုင်ဟာအကိုင်းမောင်နေအောင်လာပြီမြေမြေလုံးပါပဲမင်းရင်ခုံမလားငါရင်ခုံမလားဟုမေးရဦးလေးရင်ခုံပြီတော့ဟုမောင်စောနိုင်ဟာပြောပြောသဖြင့်ကျွန်ုပ်ဒီကိုကိုဆန်တန်း၍ညောင်းပြီပြီးနောက်ကြောက်တုံးကြီးအချဆုံးတို့တွား၍အနေငယ်ချိန်ယူပြီးနဲ့တဟုန်နဲ့ခုံလိုက်ရာကျွန်ုပ်မှာလူရကြောက်ဆုံးတို့မရောက်သဖြင့်ကျွန်ုပ်ဤခြေတို့ဒီအုံတရားကုန်မြမနေမိပဲလာဟာပြင်၌ကြာသွားလိမ့်ဤသို့ကြာသွားသည့်တခဏ၌ ကျွန်ုပ်စီရေးမြထိတ်လန့်သည်ကိုတွေးထင်နိုင်ကြသည်ထို့ပေါ်ပြောစင်ရမည်မလို့ပဲဤသို့ကျွန်ုပ်၏ခြေသည်ကြောက်တုံးမှုမနည်းမီပဲအောက်သို့ကျသွားစဉ်ကျွန်ုပ်၏လက်သည်ဒဇုံတစ်ခုကို ဆမ်းပြီးသဖြင့်ခွန်အားရှိသလောက်ထုတ်၍၎င်းကိုပယ်ဖမ်းလိုက်ရာကျွန်ုပ်၏ကိုယ်သည် အောက်သို့မကျဘဲရက်တီလျက်ရှိလေ၏ဤကဲ့သို့ကျွန်ုပ်သည်လက်နှစ်ဖက်ဖြင့်တွေ့လျက်ရှိစဉ်လက်တစ်ဖက်သည်လျှော်၍ကြောက်တုံးမှလွတ်သွားလေလျှင်ကျွန်ုပ်၏ကိုယ်သည် လေ၍ထွက်သွားသဖြင့်မောင်ဆုံးနိုင်ရှိရာရက်ကိုမျက်နှာလေရက်ကျွန်ုပ်၏အောင်းနိုင်က လာဟာပြင်လိုက်တာရှိတော့သည်ဖြစ်ရာဤများလောက်ကျောင်းမဖွယ်ကောင်းသောအဖြစ်ကိုမြေသူတူတယောက်ကမြပြေကြုံဘူးကြမည်မဟုတ်ပေ။မောင်စောနိုင်လဲကျွန်ုပ်၏အဖြစ်ကိုမြင်ရင်ပြင်းစွာအော်ဟဲ၍ခုန်လိုက်ရာအလိုရှိရာကြောက်ဆုံးသူရသဖြင့်ချိန်လုံး၍ကြောက်သောမည်ဆိုသောကြောင့်ကိုကိုကြောက်ပေါ်သူပြင်းလဲလိုက်လေ။မောင်စောနိုင်၏အလေးကြောက်ရသဖြင့်ကျွန်ုပ်တွေ့ရရှိသောကြောက်ဆုံးသည်တုံ့ပြန်သွားသည်ကိုကျွန်ုပ်သိသည်နည်းတစ်ပြိုင်နက်မောင်စောနိုင်ခုန်၍လာခဲ့သောကြောက်တုံးကြီးမှာပြင်းထန်စွာကံကြောက်ရှင်းကိုခံရသည်ဖြစ်သောကြောင့်နိုင်ကြည့်မြင့်ကြည့်ဖြစ်ပြီးနေ မဟန်နိုင်ပဲလော်ဒီယာကြောင့်မဟုတ်ဖွယ်ကောင်းသောတံဖြင့်အောက်သို့ကျသွားလေ။ပေါင်ဆုံးနိုင်လဲအေလီယန်ရှီယာမှထား၍ကျွန်ုပ်ရှီယာသို့လာလျက်အလျားလိုက်မှောက်ပြီးလင်ကျွန်ုပ်တွေ့လျက်ရှိသောလက်ကိုလက်နှစ်ဖက်နှစ်ကင်လျက်တိုင်းလွတ်ပြီးတော့ဦးလေကျွန်တော်ဆွဲတင်မယ်။အေးကြိုင်လဲနှစ်ယောက်တူကြောက်စီတော့ဘူးပြောလင်ကျွန်တော်တကူလုံးသည်ပေါင်ဆုံးနိုင်လက်နှစ်ဖက်တွင်အမိပြုလျက်ကျွန်ုပ်သည်လက်ကိုကြောက်တော့မှလွတ်လိုက်ရာကျွန်တော်ဤကိုယ်သည်အေးတဲ့၌စက္ကန့်နည်းငယ်မြေးရန်ရင်ရှိကုန် ၎င်းတော့မောင်းဆုံးနိုင်လေတကူလုံးကျွတ်ကျွတ်မြည်သည့်တိုင်အောင်ဟောအားဆိုင်ထုတ်၍ကျွန်ုပ်ကိုဆွဲတင်အောင်ကျွန်ုပ်ဤကိုသည်မျောက်ရီပါလာနေကျွန်တော်လဲစောက်ဆုံးကိုလက်တို့ဖြင့်ဖက်မိလင်မောင်းဆုံးနိုင်လေဟောအားဆိုင်ထုတ်၍ဆွဲပြင်အောင်ကျွန်ုပ်သည်စောက်ဆုံးပေါ်သို့ရောက်လေစောက်ဆုံးပေါ်သို့ရောက်သဖြင့်ဘေးဦးဘက်ကင်းလို့လင်ကျွန်တော်တို့နှုတ်မှာအလွန်တရာခေါ်အားဆိုင်ထုတ်ရသည်ဖြစ်၍ဖြည်းဖြည်းကြလျက်ဘောဟိုက်ကားထိုင်နေကြရလေဤသို့ထိုင်နေ၍မိနစ်တဝက်ခန့်ကြာလင် ်လင်းအောင်ဒီလေကွယ်ပြောက်ပြီးသွားပြန်လေကျွန်တို့တို့ဒီဒူးနဲ့ဒူးစကားမပြောပဲနိုင်တဝက်ခန့်ထမ်းကြပြီးနဲ့မောပန်းပြည်သဖြင့်ထကြပြီးနောက်ပလန်းဖြင့်လာခဲ့ကြလေရှေးဦးကဝင်ခဲ့ကြသောဂူကြီးထွန်းသူရောက်သောအခါ၎င်းဂူကြီးမှလွန်တရာရှိလျားသည့်ဖြစ်ရာကျွန်တို့တို့မှမိကွယ်လည်းမပါနေလဲဝင်သဖြင့်အကြောင်းမထိုးပဲရှိသောကြောင့်ပေါင်တီပြည်ရဲ့ရှိရသည်တွင်ဒီမသောဒီမှာကြာလိပြီဖြစ်၍ပြင်းထန်စွာရည်ငှက်လျက်ရှိကုန်၏။ကြတော့ကြောက်ခဲမှဆောက်၍ဂျန်ဝဲတို့သည်လည်းနှံပြားရှိလျာ ျွန်ုပ်တို့သည်၎င်းတို့နှင့်တိုက်မိသဖြင့်ရှင်ချိုး၏လေးတော်ကြောင့်ခြေစလုံးဒူးဆသည်တို့မှလည်းတို့တို့သည်ယူစည်းလျက်ထွက်ကြကုန်၏ဒီလဲငှက်အစာလဲငှက်လမ်းလဲချံမောင်လဲမိုက်လမ်းလဲမသိရသည်ဖြစ်၏ကျွန်ုပ်တို့၏ဒုက္ခကိုဒီများတော့ကြီးစေသည်ပြော၏မပြနိုင်အောင်ရှိလေ၏ဒီတို့စံတရရဲ့သွားဖြင့်ကျွန်ုပ်တို့မှာတစ်ခါတစ်ခါ၌လည်းအိပ်ပျော်သွားသည်ဖြင့်အိယာမနိုးပြန်လေဘူနန်ရန်ကိုစံတရ၍ရှောက်သွားပြန်ရာခံအားလျော်စွာဘူပေါင်းသူရောက်သည်ဖြင့် ဝန်လင်းလူဆဲဆဲရှိသည့်အဖြစ်ကိုတွေ့မြင်ရလေ၏ဂူတွင်းသို့ဝင်ရောက်စဉ်ခါကနေဝင်လူဆဲဆဲရှိသည့်ဖြင့်ကျွန်ုပ်တို့သည်ဂူတွင်းတွင်တညာလုံးလုံးလိုက်၍အပေါက်ရှာခဲ့သည့်ဖြစ်ကိုသိရှိရလေ၏ဂူဝါသို့ရောက်ရင်ကျွန်ုပ်တို့သည်ခိတ္တမြအမောဖြေတဲ့ရှိရာမောင်ဆုံးနိုင်မှာထိုနေရာ၌ပင်တေပါတော့မည်ဟုမလိုက်လိုကြောင်းပြောဆိုလျက်ရှိသည့်ဖြင့်ကျွန်ုပ်သည်မောင်ဆုံးနိုင်အားတရားသမျှအားပေးလျက်ရှိစဉ်နေမင်းသည်ပြွထွက်လာသည့်ဖြင့်မောင်ဆုံးနိုင်ကိုကျွန်ုပ်သည်ကောင်းစွာမြင်ရသည့်အခါ၎င်း၏သဘင်တို့သည် ဥပွေးဖြူလျက်မျက်နှာမှာလေးပိတ်ချုံနှွမ်းလျော့လျက်ဘူတွင်းသို့မဝင်မီခါထက် အနည်း20ခန်းမြအိုးရီသွားသည့်အဖြစ်ကိုတွေ့မြင်ရလေကျွန်တော်လည်းမောင်စိုးနိုင်ကိုတရားသမျှအားပေး၍လာခဲ့သည့်လမ်းအတိုင်းပြန်ခင်းကြရာလမ်းတစ်ဝက်ခန့်ရောက်လျင်လူတရားစာမှုဝေါ်ပန်းလာသည်ဖြစ်၍လူချီစသည်လို့နိုင်လေပောက်ကွဲလျက်ရှိသောကြောင့်ကောင်းစွာမလျှောက်နိုင်ပေဒီဘက်ထောင်းလျက်သားလျင်သွားချရကုန်ဒီလိုလုံလောက်ကိုမချော်ပဲလာခဲ့ကြပြီကျွန်တော်တို့ဒီဂျနတီတို့ရှေ့ရာရဲ့သူရောက်လေ လူရိုင်းတို့ဒီကျွန်တော်တို့ကိုမြင်သဖြင့်ညဆိုင်အောင်လျက်စကားမပြောနိုင်သူများဖြစ်၍လက်တို့ကိုမြောက်ပါမြေစုလည်းမတက်ရှိကြကုန်၏အလွန်တရာဆင်းလာပါသောမောင်စောနိုင်မှာသပင်ဖြူခြင်းမျက်နှာကျခြင်းမလှုပ်ရှားနိုင်အောင်နှွမ်းခြင်းရှိသည်ဖြစ်၍အမြင်မကောင်းရှိနေသည်ဖြစ်ရာငကုကပင်အယုတ်ဆိုးလာသောကျွန်ုပ်မှာကြောက်ခမန်းပင်ရှိပင်ဖြစ်၍လူတိုင်းကိုအံ့ဩကြသည်ကိုပြည့်စုံပဲမရှိပေဘူး ဒီနေ့ဒီလဲဘယင်မနေပေါ်ဆန်တို့သည်ဘယ်ရန်၌ရှိရှိနေကြသည်အကြောင်းကိုမေးမြန်းရာကျွန်ုပ်မှ၎င်းအားဖြည့်ဖြည့်တကူစုံလင်အောင်ပြောင်းပြောချင်တာနားလည်နိုင်မည်မဟုတ်သည့်ဖြစ်၍ဘယင်မနေပေါ်ဆန်တို့မှာဒီပုံတကူတဲ့သူကြဆုံးပြီးတေးအေးခေကြောင်းနဲ့ကျွန်ုပ်တို့တွေ့ကြုံခဲ့ရသည့်ဒုက္ခများကိုသာအချင်းအချင်းပြောင်းပြောလိမ့်မည်ဒီနေ့ဒီလဲကျွန်ုပ်၏စကားကိုများစွာအောင်လျင်ကူးစမ်းပါပြီးရဲ့မောင်ရင်သို့တော်အဖေတကူပြောမယ်ဒီကအရင်ကောင်တွေကမောင်တို့ကိုစကားတဲ့အင်မတန်မုန်းနေတယ်ဘယင်မကိုကြောက်ရွံ့သောကြောင့်သာမောင်တို့အသက်ကိုသူတို့ချမ်းသာပေးခဲ့တယ်ဒီခုလို့ ေမသေးတဲ့ကြောင့်သူတို့တိမဖြစ်မောင်တို့ဥကောင်းတော့အိုကင်မိဘူးတဲ့ဇောက်ပြီကမှတ်ပြီးတော့ဒီတော့ကျွန်တော်တို့ခုပြောမယ်ေမသေးတဲ့ကြောင့်သူတို့မသိစင်းနဲ့ကဲလေဒီအတွက်အဖေကြံမမီပြောပါမယ်ဟုပြောရဲ့လူတိုင်းတို့ကိုလက်ချေဖြင့်ရပြီခေါ်ရကျွန်တော်တို့မှာအလွန်တရာဆာလောင်မွန်းလည်လာပြီဖြစ်၍စာနေရည်များကိုတောင်းယူစားတော့ပြီးနောက်အိပ်ပျော်ရီသွားကြလိမ့်ကျွန်တော်တို့ဒီအိပ်ရာမှာနိုးလည်နေဇင်းနဲ့တိလေကျွန်တော်တို့ရဲ့အနည်းတွင်ထိုင်နေရှိနေသဖြင့်ကျွန်တော်တို့အိပ်ဒီမှာမြေမြကြာရှိသည့်ကြောင်း မြေမြရတနေ့နေ့တညာရှိကြောင်းကိုပြောဆိုနေ၎င်းတော့ဇီနက်ဒီကကဲငါသားများဘယ်နဲ့လောက်ကြမလဲဦးမီးယာကျွန်တော်စီအတန်ငယ်စဉ်းစားပြီးနောက်ဇီနက်ဒီဟာကျွန်တော်ဒီဖခင်ရဲ့အသက်ကိုတစ်ချိန်ကယ်ဆယ်ခဲ့မှုပါပြီဖခင်လည်းကျွန်တော်တို့မှာအခုကဲ့သို့အဓိဒုက္ခရောက်ခြင်းမှလွတ်ကင်းစေရန်ကျွန်တော်တို့ဤပြည်သို့ရောက်နိုင်သောလမ်းစာကိုညွှန်ပြခြင်းအဖြစ်ယေရှုဆက်တော်မူပါဟုတောင်းပန်လေလေဇီနက်ဒီဒီမိနစ်နဲ့ငယ်စဉ်းစားပြီးနောက်အဆိုးရင်ကသာငါသားကြီးယေရှုကိုမမေ့ပါငါသားများကိုဖခင်တို့ဖန်ဆီးခဲ့သောနေရာသို့ရောက်အောင် သွားသောလမ်းမှာဘေးမှနေထိုင်ရာကုတင်းရှိလူတိုင်းတို့၏ဇာမဖြတ်တန်း၍သွားခဲ့ပါလေ။လူတိုင်းတို့သည်ဘေးမှမပါသည်ကိုသိမြင်သဖြင့်မောင်တို့မှာကျွန်တော်ပြောသည့်ဤတိုင်းတေဝရာသာလင်ရှိကြတော်သည်။တို့ရာတွင်ဟခင်သည်အခြားလမ်းတစ်လမ်းကိုလည်းငယ်စဉ်ခါရောက်ဖူးသည်ဖြစ်၍သိရှိရလိမ့်မည်။၎င်းလမ်းမှသွားရောက်လျင်မောင်တို့လာခဲ့သည့်နေရာသို့မရောက်အခြားလူမျိုးတို့နေထိုင်ရောက်ပြီးသောကြောင်းလိမ်မည်ဖြစ်သောကြောင့်မောင်တို့သွားလို့ကဟခင်သည်ထိုလမ်းသို့လိုက်၍ပို့ပါမည်ဟုပြောလေ။ ကျွန်တို့ဒီမောင်စွန်နိုင်ကိုနိုးရီတိုင်မရမောင်စွန်နိုင်ရဘယ်ဘင်းရောက်ရောက်ဦးလေးရဲ့သွားတာမို့ဒီပြရလို့ရင်ပြီးရောပေါ့ပြောသဖြင့်ဒီနေ့ဒီဒီလူရဲများထန်သွား၍ဘေးမနမင်းနဲ့ချောက်လန့်ပြီးနဲ့ဆန်းစင်တစ်ခုကိုပြင်ဆင်လေကျွန်တို့တို့ဒီလန်ကီတွင်တွေ့မြင်ရသည်များကိုဆွန်လင်းစွာရေးသားရသည်ရှိတော်လဲအချို့သူတို့ဒီညီငွေဝယ်ရရှိသည်ဖြစ်၍အချင်းအဖက်သာလဲပြဆိုပြရတော့မူကျွန်တို့တို့ဒီထန်းစင်များနဲ့ဆေးရခီးခန့်တော်မူလေဒီနေ့ကတိုင်းငါသားများ ။ဟာကင်တို့မှာဤရက်သို့ရောက်အောင်သာလင်လိုက်ပို့နိုင်ပြီ။သို့သောရှိမမြင်ရသောတောင်ကိုကျော်ပြီးနောက်ငါးသားများသည်နေတဝက်ခန့်ဆက်လက်၍သွားရင်နောက်တစ်ထောင်ကိုကျော်ပြီးတော့လူတစ်မျိုးတို့နေထိုင်သောပြည်သို့ရောက်ရှိလိမ့်မည်။ဟာကင်တို့မှာဤရက်မှာပြောင်းရပြီတော့မည်ဟုပြောပြီးနေကျွန်တို့ကတရက်အတွက်စားတော့ရင်အစာတို့ကိုပေးလိမ့်မည်။ကျွန်တို့တို့လည်းစိနေတီးအားရသွားခြေသူတင်ကြောင်းပြောဆိုပြီးနေနှုတ်ခွန်းဆက်သ၍၎င်းညွှန်ပြသည့်လမ်းအတိုင်းသွားချပြီးနေဤတပီတို့ဆက်ရောက်ရာ၎င်းပြည်မှာ တိဘက်ပြည်ပင်ဖြစ်နေပြီ။ဒိုပြည်သို့ရောက်ရင်ကျွန်ုပ်တို့မှာတိတ်ခုနေထိုင်ရင်ညစွာမခဲရင်ပဲရှိသဖြင့်ကျွန်ုပ်တို့၏ငွေထားရာအရှင်နေဖန်တိုက်တို့စာရွေး၍ငွေတစ်ထောင်ကျပ်အလင်းမြန်ထုတ်ပြီးရင်စာရေးသားတောင်းဆိုရာ၎င်းငွေကိုရရှိရင်ကျွန်ုပ်တို့သည်တရုတ်ပြည်သို့လဲပတ်သွားရောက်ကြ၍ဤဖြစ်ပျက်များကိုပြည်ကင်းမြို့တော်မှနေ၍ရေးသားပြို့လိုက်ခြင်း